ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တူတာရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးပြရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်အားလုံးမင်္ဂလာပါဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကနာကိုကျွန်တော်ကျော်ဝင်းစော်တောင်းကနေ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ9ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့မော်လမြိုင်မြို့မှာခင်လေတန်ဝိုက်ကော်မြို့မှာခရစ်စတင်ရင်းနှီးညောင်းမြို့မှာထွန်ဝင်းနဲ့ထွန်လင်းအမွာညီကို မိုင်းရွယ်မြို့မှာအီမီယာမွန်စင်မြို့လူလင်မှာခင်တန်ွယ်ထန်းပင်မြို့နယ်ရောက်တော့ရွာမှာမောင်ကိုကိုပင်လယ်ဘူးတောင်ကုန်းမှာဝင်းငိမ့်အီအီတမ် မောင်မြိုင်သာသနာမပုံပုံဂရီဂိုရီထွန်းလွင်မန္တလေးအင်ပါယာတပ်ပုံတိုင်းမှာစိုင်မွန်နှင့်နီကိုလတ်အမွိုင်းကြီးကိုစင်ကျိုးတဲ့ဒီလာချင်းအတင်ကိုင်းမှာစစ်စဲလိုစီအုံးရင်တို့ပဲဖြစ်ပါတယ်ဒီကနေ့အော်တိုပါလားခொနည်းနေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကြည့်ရှုနားဆင်အပေးနေသူများတောက်ဆူထားကြသူများအားလုံးပေါ်အဖာဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များ စတဲ့တဘူတူရီခံစားရပါစေကြောင်းအဆက်သမားတရားမြန်မာဝိုင်းစီတီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်တောင်ပေးရင်တိတဲ့ရှေအလုံးဝနဲ့အယ်ကာယာတို့တည်ဆိုထားတဲ့အသက်လမ်းအတွဲဆိုတဲ့ဓမ္မတစ်ချင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ جسم به တွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမေတ္တာ။ဩတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောတိသာသမိတို့ကို အမြဲမပြတ်ဆောင်းလျှောက်ရရှိသည်ကိုယုံကြည်ကြပါ၏။သာသမိတို့ကြုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမှပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏။ကိုရောရှင်မှလွဲ၍ မြည်သည့်အရာမှအားကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသောစိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါ လိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သာသမီများထံသို့ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့် ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူအစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွှတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ချီလာစွာသောညီကိုမောင်နှမပေါင်းတို့ယနေ့ဟာ28ကြိမ်မြောက်တာမန်တရင်ဘက်ရဲ့အင်္ဂါနေ့ဖြစ်တယ်လို့ယန္နာဖရန်စစ် RCC ရဲ့ပွဲတော်နေ့လည်းဖြစ်ပါတယ်မိတ်ဆွေတို့ရောက်စီတိုင်းကိုဖရာသခင်ကောင်းကြီးပေးပါစေလို့ဥစွာဆုတောင်းပေးလိုက်ပါတယ်ယနေ့ပတ်ရှိရတဲ့ဧဝံဂေလိကျမ်းတော်မြတ်မှာသခင်ခရစ်တော်ဘုရားက လာဇရုရဲ့အမနှစ်ဦးဖြစ်တဲ့မာသားနဲ့မေရီတို့ရှိနေတဲ့အိမ်ကိုအလဲကျလာတာကို တွေ့ရှိရပါတယ်။ကျွန်တော်တို့တွေလည်းပဲမိမိခင်မင်တဲ့သူတွေစီကိုအလဲပတ်သွားလေရှိကြတယ်။ဤရာကို ကြည်ချင်းရာဖြစ်တခင်ခရစ်တော်ဘုရားကကျွန်တော်တို့လိုပဲလူမှုရေးရှိတယ်ဆိုတာကို ထောက်ရှုမိတယ်။သူဟာတရားဒေသနာတွေဇက်တိုက်ဟောကြားထားရတော့ပင်ပန်းနေမှာပါပဲ။ဒါကြောင့်သူခင်တဲ့အိမ်ကိုလာလေပြီးတော့အနားယူတာဖြစ်နိုင်တယ်လို့ မကြမီအဲ့ဒီအိမ်က လာဇရုတည်ရတော့မယ်ဆိုတာကိုတကယ်စုကကြိုတင်သိတဲ့တွေ့သူတို့မိသားစုဝင်များကိုကြိုတင်နှစ်သိမ့်ပေးဖို့လာတာလည်းဖြစ်နိုင်ပါ रे တကယ်စုကြွလာတဲ့အခါမှာမာသားကတကယ်စုကိုထွက်ကြိုခဲ့တယ်မေရီကတော့အိမ်ထဲမှာပဲရှိနေခဲ့ပါ रे တကယ်စုအိမ်ထဲသို့ရောက်ရှိလာတဲ့အချိန်မှာတော့မေရီကတကယ်စုရဲ့ခြေတော်ရင်းမှာထိုင်ပြီးတော့တကယ်စုတွင်တင်သမ ्या ကိုနားထောင်နေခဲ့တယ်အဲ့ဒီချိန်မှာမာသားကတော့ ဧည့်သည်ဖြစ်သူတခေစုကိုဧခံကျွေးမွေးဖို့ပြင်ဆင်ရင်းနဲ့အလုရှုံနေခဲ့ပါတယ်။အမေရိက ဝိုင်းမကူပဲတခေစုရဲ့ခြေတော်ရင်းမှာပဲထိုင်ပြီးနားထောင်နေတဲ့တွေ့ဝိုင်းကူညီလှုပ်ဆောင်ပေးရန် ပြောပေးပါဦးဆိုပြီးတော့မာသားကတခေစုထံတိုင်ကြားခဲ့ပါတယ်။အဒီချိန်မှာတခေစုကမာသားမာသားတင်ဒီများစွာသောအမှုကိစ္စတို့တွေ့စိုးရိမ်ပူပန်ခြင်းရှိ၏။လူအပ်သောအရာတစ်ခုရင်းသာရှိ၏။ မေရီဒီဤကောင်းမြတ်သောအရာကိုရွေးချယ်လေပြီထိုအရာကို သူမထံမှဖယ်ရှား၍ရလိမ့်မည်မဟုတ်ဆိုပြီးတော့မိန်ကြားခဲ့ပါတယ်ဒီဖြစ်ပျက်လေးမှာသူတို့နှစ်ဦးရဲ့လှုပ်ဆောင်ခြင်းတွေက အကောင်းတွေကြီးပဲဖြစ်ပါတယ်အဲ့ဒါကိုအခန့်ကျွေးမွေးဖို့ဆိုတာလည်းအရေးကြီးတယ်လို့အဲ့ဒါကိုစကားပြောအခန့်ပေးခြင်းအဲ့လေပြောတဲ့စကားကိုနားထောင်ပေးခြင်းကလည်းအရေးကြီးပါတယ်တကယ်တော့ဒီနေရာလေးမှာသူတို့နှုတ်စလုံးက တခေစုရဲ့ခြေတော်ရင်းမှာအတူထိုင်ပြီးတော့သွန်သင်တဲ့အရာတွေကိုအရင်နားထောင်ပြီးမှနှစ်ဦးစလုံးကဒီဧည့်သည်အခန်းကြီးအတွေ့အတူချက်ပြုတ်ကြမယ်ဆိုရင်ပို့ပြီးတော့ကောင်းလိမ့်မယ်လို့တွေးမိပါတယ်။မာသားကသူ့ဘာသာသူဒီအခန်းကြီးအတွေ့လုံဟန်းတွေလုံနေတော့ကအပြစ်မဖြစ်သေးပါဘူး။တရားကိုနားထောင်နေတဲ့သူကိုအလုံးမလုံးရကောင်းလားဆိုပြီးတော့ပြစ်တင်လာတဲ့ချိန်မှာသူ့ရဲ့အပြစ်ဖြစ်သွားစေတာကိုထောက်ရှုမိပါတယ်။ နားထောင်ခြင်းကအရေးကြီးပါတယ်နားထောင်ခြင်းဆိုတာပါရမီတစ်ပါးအမှုပညာတရက်လို့တောင်ဆုနိုင်ပါတယ်ကျွန်တော်တို့တွေတော်တော်များများက နားနဲ့ပဲနားထောင်ပြီးနှလုံးသားနဲ့နားထောင်ပြီးတာနေကြတယ်နားနဲ့နားထောင်ရင်အတန်လောက်ပဲကြားရပြီးတော့နှလုံးသားနဲ့နားထောင်မယ်ဆိုရင်တော့တစ်ဖက်လူရဲ့နှလုံးသားထဲမှာရှိတဲ့ရှင်တွေကစကားတွေကိုတောင်ကြားနိုင်မှဖြစ်ပါတယ်လူတွေစကားများရန်ဖြစ်တဲ့အခါတွေမှာ အတန်ကိုလူရာချက်ပို့ပြီးတော့မှအကျယ်ကြီးပြောရကြတယ်။နောက်တစ်ဖက်လူကလည်းအကျယ်ကြီးပြန်អော်ပြီးပြောတဲ့အတွက်တဦးရဲ့စကားကိုတဦးမကြားရတော့ပါဘူး။အရန်ချစ်နေတဲ့အချိန်တွေမှာကြတော့တူတူလေးပြောရင်လည်းကြားရပါတယ်။ဒါဟာနားနဲ့နားထောင်တာနဲ့နှလုံးသားနဲ့နားထောင်တာကွာခြားခြင်းမှာဖရာရဲ့မှုတော်ထမ်းဆောင်မှုအတွက်နားထောင်ခြင်းအရင်ပြုရမှဖြစ်ပါတယ်။ မေရောတခင်မဟာသားတော်ယေရှုကိုပရိသေတွေမဆွဲမီမှာအမိန်တော်ပြန်ခြင်းကိုအရင်နားထောင်ခဲ့တာဖြစ်ပါတယ်။သားတော်ယေရှုဖျားဟာလည်းပဲကယ်တင်ခြင်းတွေအသိမခံပြီး ခမည်းတော်ဖျားရဲ့အလိုတော်ကိုနားထောင်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့တွေလည်းပဲကာယရင်းနဲ့ဝိညာဉ်ရေးတွေအတူရှင်တွဲလောက်ရတာတွေရှိပါတယ်။တာဝန်နဲ့စလုံးလေခင်းမှုမရှိအောင်မှန်ကန်တဲ့အချိန်ခါအချိန်တွေကိုရွေးချယ်ပြီးတော့လှုပ်ဆောင်နိုင်အောင်ကြိုးစားရပါမယ်။ ရင်ချမ်းရင်းနဲ့လွတ်လပ်ခြင်းရရှိစေခြင်းနဲ့ဆိုရင်ဆူတောင်းနေုံနဲ့မပြီးပါဘူးဖျားကိုအားကိုဆူတောင်းရင်းနဲ့တူလှုပ်ဆောင်ရမယ့်အရာတွေကိုပါ ပါဝင်လှုပ်ဆောင်မှုလိုပါတယ်နေ့စဉ်လိုအပ်တဲ့အစားအစာကိုဖျားခင်ထံကနေတောင်းလျှောက်လိုက်လို့ကျွန်တို့စံရရှိလာပြီးချိန်မှာစံကနေထမင်းဖြစ်အောင်တော့ကိုယ်တိုင်ချက်ရပါလိမ့်မယ်ဖျားကထမင်းအိုးလာပြီးတည်ပေးမှတော့မဟုတ်ပါဘူးဒါကြောင့်ညီကိုမောင်တို့မှာပေါင်းတို့ ျွန်တော်တို့တွေလည်းပဲမာသားနဲ့မေရီရဲ့အဖြစ်ပြက်မျိုး နေ့စဉ်ကြုံတွေ့နေရပါလိမ့်မယ်။ဒါကြောင့်မာသားကဲ့သို့အလုပ်လုပ်ရမယ့်အချိန်မှာအလုပ်လုပ်ဆောင်နိုင်အောင်ကြိုးစားပြီးတော့မှ မေရီကဲ့သို့ဖခင်နဲ့စကားပြောပြီးတော့ဖခင်ရဲ့စကားကိုနားထောင်ရမယ့်အချိန်တွေလည်းအချိန်ပေးနိုင်အောင်သင်တို့ကျွန်တော်တို့ကြိုးစားသွားကြပါစို့။ အားလုံးပဲမင်္ဂလာပါဒီကနေ့လူလာကဘာကောင်းကျိုးပြအစီအစဉ်တွင် အာနာယင်ခါပါလိမ့်မယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။ပထမဆုံးအာနာတလုံးရင်ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကနေစကြရအောင်။အာနာတလုံးရင်ပင်ပန်းပါတယ်။လူတိုင်းမှာကိုလက်ခံနိုင်တဲ့အလုပ်ကိုယူနိုင်တဲ့တာဝန်ကိုလုပ်နိုင်တဲ့ခွန်အားဆိုတာမျိုးတွေရှိပါတယ်။လူတယောက်က၃လညဆက်တိုင်မအိပ်မနေအလုပ်လုပ်လို့မရပါဘူး။ကိုတာဝန်ယူထားတဲ့အလုပ်ကိုပြီးအောင် လုပ်ရမှာတော့မှန်ပြီမေ။သူများအလုပ်ကိုပါပြီးအောင်လုပ်ပေးရမယ်ဆိုရင်တော့ ုတ်သေးပါဘူးအထူးသဖြင့်လုပ်ငန်းခွင်တွေမှာဆိုရင်အားနာရတဲ့သူတွေကိုရှာပြီးသူတို့ရဲ့တာဝန်ကြီးကိုပါထိုးပေးတတ်တဲ့လူဒန်းစားတရက်ကတတ်တက်ကိုရှိပါတယ်ဒီလိုလူတွေကြောင့်အားနာတတ်လို့ရင် ပင်ပန်းရမယ်လို့ပြောချင်တာပါကိုယ့်ရဲ့နေ့စဉ်ဘဝကိုဝင်ရောက်ဆုဖက်ခံရတဲ့အခြေအနေတွေဖြစ်လာပါလိမ့်မယ်အပေါ်မှာပြောခဲ့သလိုပါပဲကိုယ့်ကိစ္စတွေအပြင်သူတို့ကိစ္စတွေကိုပါလုပ်ပေးနေရတော့ကိုယ်ပိုင်နေ့စဉ်ဘဝဆိုတာဘယ်မှာရှိနိုင်ပါတော့မလဲသူတို့ကတော့အေးအေးဆေးဆေး စ်ပျော်နေပြီးကို့မှာတော့အနာယူခြင်းလေးတောင် မရှိရတာဟာလေနိစဉ်ဘဝကိုဝင်ဆွတ်ဖက်ခံရခြင်းတမျိုးပါပဲကိုပိုင်ဘဝနိစဉ်ဘဝဆိုတာကိုယ့်ရဲ့ကိစ္စကိုယ့်ရဲ့ပျော်ရှင်မှုအတွက်ပဲအချိန်ပေးရမှာပါအာနာနာနဲ့သူများကိစ္စတွေကိုအကုန်တာဝန်ယူပေးရင်တော့ကိုပဲခံရပါလိမ့်မယ်ပြီးရင်ကိုကအကုန်လုံးကိုလက်ခံပေးနေတဲ့အတွက်ကျေးဇူးတင်စရာမလိုဘူးလို့ထင်လာကြပါလိမ့်မယ်ပထမတစ်ခါနှစ်ခါလောက်တော့ကျေးဇူးတင်ပါလိမ့်မယ်အားလုံးကနေကျေးဇူးပါပဲလို့ပြော ကြမှာပါကိုကအဲ့ဒီစကားကိုအားနာရင်တခုပြီးတခုလက်ခံပေးနိုင်မယ်ဆိုရင်တော့အဲ့ဒီအရာတွေအကုန်လုံးကအဲ့ဒီအရာတွေအကုန်လုံးကကိုတာဝင်လို့ဖြစ်လာပါလိမ့်မယ်ကိုကမလုံနိုင်တော့လွန်းလို့ညင်းမိတဲ့အခါကျရင်သူတို့လွန်နာကိုမမြင်ပဲကိုကိုပဲလူဆိုးတယောက်လို့စစ်ဆန်ကြပါလိမ့်မယ်လူအလိုနမ်းမလိုက်နိုင်ဆိုတဲ့အတိုင်းကိုလုံပေးခဲ့တဲ့ဆဲကအတွေ့ကျေးဇူးမတင်မယ်ကိုညင်းလိုက်တဲ့တခါလေးကိုပဲထောက်ပြပြီးအပြစ်ပြောကြတော့မှာပါအားနာရတဲ့သူတွေကတစ်ဖက်လူတွေရဲ့ရောင် ်သက်ခြင်းနဲ့မခံလေးစားလုပ်ခြင်းတွေကိုလည်းခံရတတ်ပါတယ်ကျောရမြအကုံလက်ခံပေးနေတော့ကိုယ့်ကိုလွယ်တယ်ထင်သွားပြီးရင်ရင်ကြီးကြီးအကူညီတောင်းရမယ်အစားဒါလေးလုပ်ပြီးတော့ဘာဖြစ်သွားမှာလဲအချင်းချင်းတောင်မလုပ်ပေးနိုင်ဘူးလားစားတဲ့စကားတွေပြောတဲ့အဆင်အထိရောက်လာပါလိမ့်မယ်အဲ့ဒီအခါညင်းလိုက်ပြန်တော့လေအပေါ်မှာပြောခဲ့တယ်လို့ညင်းတဲ့တခါလေးကိုထောက်ပြီးအပြစ်ရှာပြောချင်မှာပါပဲ အစိုးဆုံးအချက်ကတော့အာနာတက်လုံးရင်ကိုငွေတွေကိုသူများအတွက်ကြည့်တုံးရပါလိမ့်မယ်။မဖြစ်လို့လဲဆိုတော့ကိုကအာနာတက်တဲ့အတွက်ပတ်စံလေးချီးပါလို့ပြောတဲ့အခါမှာလွလွယ်လေးချီးလိုက်ပါတယ်။ဘယ်နည်းဘယ်ရည်ပြန်ဆက်ပါအတူဘလောက်ပေးရပါမယ်ဆိုတာမျိုးလဲပြောရမှာအာနာတော့ရပါတယ်ဖြည်းဖြည်းဆက်ပါလို့ပြောလိုက်ရကနေစပြီးနှစ်တေတာကြာသွားတယ်။တကြက်တောင်ပြန်မဆက်တဲ့ကိစ္စတွေဖြစ်လာရတာပါ။ဒါအပြင်တငယ်ချင်းပေါင်းသင်းနေပဲဖြစ်ဖြစ်လုပ်ဖို့ကင်ဘက်တွေနေပဲဖြစ်ဖြစ် အတူတူစားတော့ပြီးကြတဲ့အခါနီးရှင်းလိုက်ပါလို့ပြောလာရင် အာနာတော့ရှင်းရင်ရှင်းရင်နဲ့တွေ့တိုင်းပတ်ဆံရှင်းရမှာ ကိုကိစ္စဖြစ်သွားတဲ့အထိဖြစ်လာတတ်ပါတယ်အာနာတက်လုံးလို့ကိုစီကနေပါပါသွားရတဲ့ကိစ္စတွေကနေဝေးအောင်ဒါလေးတွေလှုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်မလုံနိုင်ရင်မလုံနိုင်ဘူးလို့ပြပြတတ်တတ်ညင်းမှာကို့မှာလဲကို့အချင်းကို့ဘဝရှိသေးတဲ့အတွက် သူများကိစ္စတွေပဲလုပ်ပြီးနေလို့မရပါဘူးအဲ့ဒီတော့ကိုလည်းအကျိုးမြတ်တစုံတရာမရှိပဲကိုရဲ့အချိန်တွေကိုဖဲ့ပေးရမယ့်ကိစ္စတွေဆိုရင်တော့ညင်ရပါလိမ့်မယ်အဲ့လိုညင်းတဲ့အခါမှလည်းနောက်တစ်ခါဒါမျိုးလာမလုပ်နိုင်အောင်ပြက်ပြက်တားတားညင်းဖို့လိုပါတယ်ကိုကမယုံမလွန်ပြောပြီးညင်းတော့ညင်းလိုက်ပါရဲ့နောက်တစ်ခါအခွင့်ကြုံတော့လာပြီးထက်ခိုင်းနေရင်ဇလန်းတွေရှိနေတတ်ပါတယ်အဲ့ဒီတော့ဒါမျိုးကိစ္စတွေဆိုရင်တော့မလုပ်နိုင်ကြောင်းတစ်ခါတည်းပြောပြီးအပြက်ဖြက်လိုက်တာကောင်းပါတယ်လူတွေအမ ုံခံရမှလည်းမကြောက်ပါနဲ့ငါဒီလိုပြောလိုက်လို့သူတို့ငါကိုမုံသွားမလားမကြည်မနှက်ဖြစ်သွားမလားဆိုတဲ့စိတ်ကိုဖြောက်ပြက်ဖြစ်ဖို့လိုပါတယ်မလုံနိုင်တဲ့အရာကိုအသိရအောင်လုပ်ပေးဖို့ကို့မှာတာဝန်မရှိပါဘူးကိုအားနေရင်ရုပ်ရှင်ကြည့်ချင်းကြည့်မယ်တခြင်းနားထောင်ခြင်းနားထောင်မယ်အဲ့ဒါကိုနေငါတော့အားနေတာပဲငါကိုကူညီလို့ဘယ်သူမှလာပြောပိုင်ခွင့်မရှိပါဘူးအဲ့လိုလာပြောလို့ညင်းလိုက်ရင်လည်းညင်းတဲ့လူရဲ့အဖြစ်မဟုတ်ပါဘူးကိုအားနေရင်လည်းကူချင်မှကူမှာပါ ်ကို့အချိန်ကိုကိုဘလို့သုံးမယ်ဆိုတာကို့တဘောပဲမို့ညီးမှုကိုလက်မတုံပါနဲ့ဒီလိုညင်းလိုက်လို့အမုန်းခံရမယ်ဆိုရင်လည်းခံလိုက်ပါမကြောက်ပါနဲ့ လူတွေကိုစီးတစ်ခုထားပြီးဆက်ဆံပါဘလောက်ရင်းနှီးတဲ့လူပဲဖြစ်ပါစေ အတွင်းစီးတစ်ခုတော့ခြံထားပြီးပေါင်တင်ပါတယ်အားနာရဲဆိုတဲ့ကိစ္စကလည်းဒီလူတွေကနေစဖြစ်တာပါပဲနင်းနဲ့ငါဒီလောက်ခင်ကြတာကုညီပါလို့ပြောတဲ့စကားကို အားနာပြီးအေးလီသူကတော့ငါနဲ့ခင်တာပဲဆိုပြီးကုညီပြီးတော့ကိုယ့်ကိုလိုသုံးလို့တာခိုင်းစားတာမျိုးတွေတွေ့ကြုံရတတ်ပါတယ်ဒါအပြင်လူတွေရဲ့သဘောတဘာဝကိုကအယံကောင်းပြီးနေတဲ့သူတွေဆိုရင်မျက်ွယ်ပြုတ်ပြီးကက်ချီချီနေမှအထ 天气在江南好，罢了。 ချီမူးနေရမယ်လို့မဆိုလိုပေမဲ့လူတွေကိုစီးတစ်ခုခိုင်ခိုင်မာမာထားထားပြီးဆက်ဆံမယ်ဆိုရင်ကိုယ့်ကိုလာမကြောရဲတော့ပါဘူးကိုယ့်ရဲ့သဘောထားကိုပွန့်ပွန့်လင်းလင်းထုတ်ပြောတင်ပါတယ်အလို့ကိစ္စလောက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဒီကိစ္စနဲ့ပတ်သက်ပြီးကိုယ်သဘောမကျဘူးအစင်မပြေဘူးဆိုရင်ပွန့်ပွန့်လင်းလင်းထုတ်ပြောရပါမယ်သူတို့အတွေ့အကုန်အစင်ပြေနေတာကိုငါပြောလိုက်ရင် အာနာစရာကြီးဆိုတဲ့စိတ်ကိုဖျောက်ပါကိုယ်လုံးတွေ့အစင်မပြေရင်အစင်မပြေဘူးပဲမို့ငါကတော့ဒီဟာ ကိုလက်မခံနိုင်ဘူးအဆင်မပြေဘူးဆိုတာကိုပြောပြရပါမယ်ကိုကတခါမှကိုသဘောကိုထုတ်မပြောထားဘူးဆိုရင်အချိန်ကြာလာလေးလေးကိုရဲ့သဘောထားဆိုတာကထဲတွင်းစဉ်းစားစရာမလိုဘူးဆိုတဲ့အဆင့်ထိရောက်သွားမှာပါကိုကိုကို ပထမနေရာမှာထားပါဦးစားပေးပါ ဒီလိုပြောလိုက်လို့အတကြီးခိုင်းနေတာမဟုတ်ပါဘူးတခုခုဆိုရင်ငါအဲ့အဆင်ပြေမလားဆိုတာကို အရင်တွေးစီချင်တာပါအကုန်လုံးနဲ့အဆင်မပြေလို့ပြန်ပြီးဆွေးနွေးကြမယ်ဆိုရင်လေဘလို့လို့ရင်ငါအဲ့ပိုအဆင်ပြေမလဲဆိုတာကိုအရင် focus လုပ်ထားရပါမယ်အဲ့ဒီနောက်မှာဖြည်းဖြည်းချင်းအကုန်လုံးနဲ့အဆင်ပြေမဲ့အဖြစ်ကိုရှာတဲ့နီးလန်းကပူပြီးကောင်းပါတယ်သူများအဲ့ပဲစဉ်းစားပေးရင်ကို့အဲ့ကိုပျောက်ဆုံးသွားတာမျိုးအဖြစ်မခံတင်ပါဘူးလို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အာ ားလုံးမေကုကာယဤချက်မှချင်းစေဝိညီဤချက်တာချင်းခန်းစားကြရပါစီကျမကတော့ Sister Regina မမူခိုင်ပါ thank you 我怎么会拍到这儿来？开始准备要回家了。谁安排的？哪位？没有。啊。咋不热？妈妈辛苦了，来一句。好，嗯。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  မှသွားပြီတောက်ဒီအသက်အန္တရာယ်ပြီးမှကတင်ပြီးတော့မှဒီလိုတော့ပြန်လဲကောင်းမွန်လာပြီအရက်သေးစားမတောက်စားတော့ပါဘူးမိသားစုကလည်းကောင်းကောင်းမွန်မွန်ကျေးဇူးနာနာနဲ့စောက်ရှောက်တော်မယ်လို့မယ်တော့ဒီလိုတော့ဂရီးပေးပါတယ်တယ်ပါအသက်ပေးပါ

Okay. Okay. ရမှတ်တော့ဆိုလို့ပြဿနာပုံများအဲ့ဒါကော်လုံးမင်းမအဲ့ဒါနော်ဒီမေရာဂျေဆုဖြစ်ပါတယ်ဒိုမီတာဆိုတဲ့ဒီကက်ချ်ကိုရအောင်ဟာကောင်းတာပေါ့ Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတန်လွင့်လို့ပြီးပါပြီ။သောတာရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာ ခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။